ဘာမှလည်းမပြောဘူး social media မှာပြန့်နှံ့နေတယ်90ရာခိုင်နှုန်းကအမှန်မဟုတ်ဘူးဒီအမှန်မဟုတ်တဲ့ဟာတွေနဲ့အာကိုကိုတိုင်းဒီဟာတွေကိုလိုက်ယုံပြီးတော့လိုက်ဆဲနေမှဆိုလို့ရှင်ကိုပဲစိတ်ညစ်ရမှာဆိုတော့လေဟို ဆိုရှယ်မီဒီယာကိုဟိုဖြောပြေးတစ်ခုလိုပဲသဘောထားပြီးတော့ပဲကြည့်ပဲကြည့်ကြည့်ဖို့ပဲတင့်တော့တယ်ပေါ့နော်ဟုတ်တယ်ကိုကကိုခွေတဲ့ဒီမီဝင်ခွေလိုက်ပြီးလို့ရှိရင်အစဲခါလိုက်ကိုကဟိုကဆိုပြီးပြောလိုက်အစဲခါလိုက်ဆိုတော့အေးငါမပြောတာပဲကောင်းပါတယ်လို့ပြောဆိုတော့ကိုပြောတဲ့အခါကျရင်သူတို့တွေကကိုကိုခွဲချက်စိတ်ပြပြီးတော့စာတွေအများကြီးရေးလိုက်တဲ့အခါကျဟဲ့ဒါအရင်ကြီးကိုလေးနှက်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့ကလိုပဲသိရမလားကိုလည်းအရင်တော့ဆိုလဲဒါ ခက်ဆက်ဆက်ပါကိုဒီလိုပြောခဲ့ဆိုခဲ့တာတွေအားတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ်တစိတ်အခံလေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျကိုကိုယ်တိုင်နဲ့စင်ကြရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ပိတ်ထားလိုက်တော့တယ် ီနေ့ပွဲကဒါ Loria Maybelline ကိုမြန်မာပြည်မှာအရင်ဆုံးမိတ်ဆက်ပေးခဲ့တဲ့မြန်မာပြည်ရဲ့အလှကုန်ထဲမှာတကယ် Pioneer ဖြစ်တဲ့ Gasos ကနေပြီးတော့နောက်ထပ်ဒီ Cooler ဆိုတဲ့ brand ကိုမိတ်ဆက်တဲ့အခါမှာကိုရီးယားလည်းတကယ်ဒီလိုမျိုးပစ္စည်းကောင်းပစ္စည်းမှန်ဆိုတော့ဝန်းရံရတာပေါ့ရှင်အာပေးရတဲ့ပစ္စည်းတေးရတဲ့တံပိုးနဲ့ရတဲ့ပစ္စည်းနဲ့ပြီးတော့သူတို့စီမှရွေးချယ်စရာအထူးသဖြင့်အာနှက်ခန်းကြီးပေါ့နော်အခုဆိုလို့ရှိရင်နှက်ခန်းကြီးကိုဆိုးတဲ့အခါမှာနှက်ခန်းကြီးကိုပဲ ပါနီလို့မျိုးစိုးကြဘူးဒီနေ့လည်းကိုလည်းအဲ့လိုပဲဆိုလာဆိုတော့လေနှာခမ်းနီနဲ့ပါနီနဲ့ရောတထောင်နဲ့ဝယ်လိုက်အဆင်ပြေသွားပြီးသွားပြီအိုင်ရှယ်ဒိုးလည်းနှာခမ်းနီပဲအနှာခမ်းနီတထောင်နဲ့အခုကမိတ်ကပ်ပြင်လို့အကုန်ပြီးသွားတာလေအဲ့လိုမျိုးဆိုတော့အာဟိုရွေးချယ်စရာလေးလည်းများတယ်ဆိုတော့ချစ်ဖို့ကောင်းပါတယ် brand လေးကဟုတ်တယ်ဈေးနှုန်းဈေးနှုန်းလေးလည်းတတ်တာတယ်ဝယ်ရတာဘာပဲပြောပြောလေဟို budget friendly အာရင်ညမပြီမှာလဲအရင်အရေအားလိုပဲဒီလိုမျိုးအာ product တွေကိုအာ product ကောင်းကောင်းတွေကိုမြန်မာအမျိုးသမီးတွေကိုမိတ်ဆက်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့မြန်မာအမျိုးသမီးတွေလှဖို့အတွက် coolers ကလည်းဆက်ပြီးတော့ပါမိုးပေးနိုင်ပါစေလို့စတမ်းပေးပါရစေ။အဲ beauty နဲ့ wellness ဆိုတော့လေဒါတော့တကယ်တမ်းပြောလို့ရှင်တော့ကျမကျမမှုပေါ့ကျမတန်းစွမ်းကျမရေကောင်းမှသာလျှင် လှနိုင်မှာပေါ့နော်မကျမ်းမာပဲနဲ့လှဖို့ဆိုတာမဖြစ်ဘူးဆိုတာအလှအပနဲ့ကျမ်းမာရေးဆိုတာကဒါဒီ brand လေးရဲ့အတိတ်ကဟာလေးပေါ့အဲ့တော့သူတို့ဆီကရှိတဲ့ပစ္စည်းတွေကလည်းဒါကျမ်းမာရေးအတွက်နဲ့အာကျမ်းမာရေးအတွက်စိတ်ချရတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေသုံးထားရဲဆိုတာမျိုးပေါ့ဟုတ်အထူးသဖြင့်နော်အခုလိုမျိုးအချိန်မှဆိုလို့ရှိရင်ရွေးချယ်စရာပစ္စည်းတွေအာနည်းနည်းလေးအာဘယ်လိုပြောမလဲရှားပါလာတာလည်းပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဈေးကွက်ထဲမှာလည်း အာပစ္စည်းပေါင်းစုံပုံစံပေါင်းစုံနဲ့ဝင်လာတဲ့အခါမှာရွေးကိုတုံးတဲ့လူကလည်းလေရွေးချယ်ဖို့မှန်ကန်ဖို့လိုတာပေါ့နော်အဲ့တော့ဒီလိုမျိုးပစ္စည်းကောင်းတွေ brand ကောင်းတွေလာလာညွှန်ပေးနေတဲ့လူတွေတကယ် Facebook မှာလည်း blogger တွေရောတခြားလူတွေရောအကုန်လုံးရှိတယ်ဒီကနေကြည့်ပြီးတော့တကယ်ကိုယ့်အတွက်တင့်တော်တယ်မတင့်တော်ဘူးကိုယ့်အတွက်တကယ်ကောင်းတယ်မကောင်းဘူးကိုယ်နဲ့အဆင်ပြေတယ်မပြေဘူးဆိုတာတော့ဒါကတော့တုံးတဲ့လူကိုယ်တိုင်ကိုယ့်ရဲ့ အာဟိုဟာလေးနဲ့ပေါ့နည်းနည်းဟိုစဉ်းစားဆင်ခြင်ပြီးတော့သုံးစေချင်ပါတယ်လို့ဟုတ်ပါတော့ women dance ဆိုပြီးတော့ဒီ beauty blogger ဖြစ်ပြီးတော့ဒီကို share သမျှထဲမှာဘယ်တော့မှပြဿနာတက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘယ်တော့မှအာဘယ်သူမှဒုက္ခရောက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘာလို့လဲဆိုတော့ကိုကိုတိုင်းမသုံးတဲ့ဟာမှန်သမျှအောင်ဘယ်ဟာကိုမှလည်းမကြောညာဘူးပြီးတဲ့ခါကျရင်အာ ကိုလုံးအမဲဟာပဲကိုလုံးပါတယ်ဟို beauty blogger တယောက်အနေနဲ့ social influencer တယောက်အနေနဲ့ social မှာပဲနေတယ် social media မှာပဲနေပြီးတော့ဒီဟာကိုလုံးဆရာရှိရပဲကိုလုံးတဲ့အတွက်ကြောင့်မို့လို့လဲဒီလိုမျိုး brand တွေနဲ့ရေးရှည်လက်တွဲလို့ရတာပါဟုတ် Facebook မှာဆိုတော့လေကိုရီးယားကဘလူးဇာတာပါလဲဆိုတော့ထန်းကြီးကြွေကကြီးနင်းကြိုက်လေးတွေနည်းနည်းဖြစ်တတ်တာလေးရှိရဲ့လို့မျိုးလေးတွေပါနော်အာပြောရမယ်ဆိုလို့ရှင်တော့အခုချိန်မှာအားလုံးနားလဲတယ်ဘာလို့လဲဆိုတော့လူတွေရဲ့စိတ်တွေကလည်းမှန်တိုင်းပြောရင် ဒါတက္ကမလုံးနဲ့ဖြစ်နေတဲ့အရာเนาะတက္ကမလုံးမှာအကုန်လုံးကဒါစီးပွားရေးတွေလည်းကျက်တဲတယ်အလုတ်ကိုင်းခွင်လန်းနေလည်းအကုန်လုံးအဆင်မပြေဘူးဖြစ်တဲ့အခါမှာအားလုံးစိတ်ညစ်ညူးနေတဲ့အခါမှာအာဟိုဒီလိုအချိန်မြင့်လွဲတာတွေကဖြစ်တတ်ကြပါတယ်ဟိုဒါမဲ့လည်းဟိုပြောချင်တာကတော့လေအရင်ကြီးဆိုရှယ်မီဒီယာပေါ်မှာအရင်ကြီးဖြစ်တဲ့ဟာတွေပေါ်မှာအရင်ကြီးစိတ်လိုက်မှမာကြီးတွေဟိုဆဲတာဆိုတာကြီးတွေတော့မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်ကိုဆဲလို့မဟုတ်ဘူးเนาะသူများကိုဆဲလဲကိုကြည့်နေတာအဆင်မပြေဘူးပေါ့เนาะဟိုဘာဖြစ်လို့ဆိုတော့ အလကားနေ့အလကားအကုတို့ဝင်မယူစေချင်ဘူးမနော်။ဘာလို့လဲဆိုတော့ social media မှာကိုကိုတိုင်းလည်းမြင်နေရတာတွေကိုကိုတိုင်းလည်းတွေ့နေရတယ်ပြီးတော့ကိုကိုတိုင်းလည်းအပြင်မှာလူချင်းပတ်သက်တဲ့ဟာတွေရှိတယ်ကွာ။ဘုမလည်းလည်းမြင် social media မှာပြန့်နှံ့နေတဲ့90ရာခိုင်နှုန်းကအမှန်မဟုတ်ဘူး။ဒီအမှန်မဟုတ်တဲ့ဟာတွေ ਨੇ အာကိုကိုတိုင်းဒီဟာတွေကိုလိုက်ယုံပြီးတော့လိုက်ဆဲနေမှန်းဆိုလို့ရှင်ကိုပဲစိတ်ညစ်ရမှာဆိုတော့လေဟို ဆိုရှယ်မီဒီယာကိုဟိုဖြောပြေးတစ်ခုလိုပဲသဘောထားပြီးတော့ပဲကြည့်ပဲကြည့်ကြည့်ဖို့ပဲတင်တော့တယ်ပေါ့နော်အရင်တော့လိုပေါ့ဟာပြောစရာရှိရင်ပြောရေးစရာရှိရင်အခုဟာကြတော့စာရှည်ကြီးတွေပြီးတော့စာရေးစာကုန်းနဲ့တုတ်တယ်လူတွေလည်းရှိတယ်လေအဲ့တော့ဝါထားဟုတ်တယ်ကိုကကိုခွေတဲ့တမိဝင်ခွေလိုက်ပြီးလို့ရှိရင်အစဲခါလိုက်ကိုကဟိုကဆိုပြီးပြောလိုက်အစဲခါလိုက်ဆိုတော့အေးငါမပြောတာပဲကောင်းပါတယ်လို့ပြောဆိုကိုပြောတဲ့အခါကျရင်သူတို့တွေကကိုကိုခွဲချက်စိတ်ပြပြီးတော့စာတွေအများကြီးရေးလိုက်တဲ့အခါကျဟဲ့ ဒါအရင်ကိုလေးနှစ်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့ကလိုပဲသိရမလားကိုလည်းအရင်တော့ဆိုလည်းဒါခက်ဆက်ဆက်ပါကိုဒီလိုပြောခဲ့ဆိုခဲ့တာတွေအထာတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ်တစိတ်အခန့်လေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျတော့ကိုကိုယ်တိုင်နဲ့ဆင်ကြရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ပြထားလိုက်တော့အေးပေါ့လေရင်တော့ကလူကိုဘယ်မြင်ရတော့မလဲနော်ပုံစံနေစစရရရတွေကလည်းပြောင်းလဲသွားပြီကိုလည်းအမှန်တမ်းပြောမပြောရတာတွေအများကြီးရှိသွားပြီ မှတ်တယ်လေဟိုပြောလိုက်တဲ့ဟာကိုပြကြီးကျယ်ကျယ်စေတနာလေးနဲ့ကိုပြောချင်တဲ့ဟာလေးကတမျိုးသူတို့တွေနားလေတာတမျိုးဆိုတော့အမှန်တမ်းပြောရင်ကိုလက်တကယ်ပြန်ပြောလို့ရှိရင်စိတ်မကောင်းအဲ့လိုမျိုးဖြစ်တယ်တပါးဆိုတော့တခြားလူတယောက်ကိုဒီလိုမျိုးအာဟိုမကောင်းတဲ့ဘက်ကနေ negative ဘက်ကနေပြီးတော့မြင်အောင်လှုပ်လိုက်တဲ့သူတို့ရဲ့စိတ်ဆန္ဒကိုညင်ညူးအောင်လှုပ်လိုက်မိတဲ့အတွက်လဲကိုကအမှန်တမ်းပြောရင်စိတ်မကောင်းတကယ်တမ်းကိုယ့်ရဲ့ရည်ရွယ်ချက်တွေကအဲ့လိုမျိုးလည်းမဟုတ်ပါဘူးဟိုအဲ့ဒါကြောင့်ပြောတာပေါ့ social media ပေါ်မှာတကယ်တမ်းဖြစ်တဲ့ဟာနဲ့အပြစ်မှာ တကယ်လက်တွေ့အမှန်တရားတွေနဲ့မတူနေဘူးဆိုတာကိုပြောချင်တာပါဆဲဆရာရှင်အားလုံးကဝိုင်းဆဲလိုက်ကြပြောဆရာရှင်အားလုံးကဝိုင်းပြောလိုက်ကြဆိုရင်မဲ့လဲပြောလို့ရတိုင်းဆဲလို့ရတိုင်းလုံးလို့ရတိုင်းနေအာလုံးဖို့မလိုပါဘူးလို့အဲ့ဘလို့မတော့မဟုတ်ဘူးတကယ်မှလည်းမြန်ဘလို့မတော့ဟိုဘလို့ဘလို့ပြောမယ်ကိုယ့်ရဲ့စေတနာမမားတဲ့အတွက်ကြောင့်မလို့ဘလို့မတော့မရှိဘူးဒါပေမဲ့လည်းအဲ့လိုလူတွေအရန်ခံစားပြီးတော့သူတို့တွေဆဲတာဆိုတာတွေကိုတွေ့တဲ့အခါကျဟဲ့ ဘာလို့အဲ့လောက်ဖြစ်သွားလဲဆိုတော့ဟိုအောင်းအောင်းမှုလေးတော့တခုရှိတာပေါ့နော်ဘာဖြစ်ဆိုကိုကိုတိုင်းဆိုလို့ရှိရင်လည်း Facebook ပေါ်မှာတခုခုကြိုက်လို့ကြည့်လို့အစင်မပြေဘူးဆိုလို့ရှိရင်ကွာကြော်သွားလိုက်တယ်ဘယ်သူမှပုတ်ခွေပုတ်ခွေထိုက်တိခိုက်တာမရှိဘူးကိုကိုတိုင်းလည်းဘယ်သူမှပုတ်ခွေထိခိုက်စရာအကြောင်းလည်းမရှိဘူးဒါမှမဟုတ်လားဟုတ်တယ်ဆိုရှယ်မီဒီယာကိုအပြော်သဘောနဲ့လည်းမသုံးချင်တော့အတီသဘောနဲ့လည်းမသုံးချင်တော့ဘာနဲ့မှလည်းမသုံးချင်တော့ပြီးတော့ကိုကိုတိုင်းကလည်းဆိုရှယ်မီဒီယာမှန်သမျှအောင်ကိုက monetization နဲ့ပတ်သက်ရှာနေရလို့လည်းမဟုတ်ဘူးဘယ်မှာမှ monetization လည်းမရှိထားဘူးဘယ်အကောင့်မှလည်း ပတ်စံဝင်အောင်လုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့တကယ်အမှန်တမ်းပြောလို့ရှိရင်လုံစားကင်စားရတာလည်းမပျော်တဲ့အတွက်ကြောင့်မလို့မလုပ်ဖြစ်တာလည်းများပါတယ်အဲ့လိုမျိုးဆိုပြီးတော့လေလူတွေကအဲ့လိုမျိုးအလုံးမလုံးပဲနဲ့အဆင်မပြေတာမှမြင်နေရမှသူတို့တွေကကျေနပ်ကြတာဆိုတော့လေဒါပေမဲ့ဟို ကိုနေတောင်းနေပါတယ်အဆင်ပြေပါတယ်အဲ့ဒါပြောရလေဟိုတကယ်အမှန်တရားမဟုတ်ဖက်နဲ့အရင် Facebook မှာတွေ့တဲ့ post တွေကိုလိုက်ကြည့်ပြီးအရင်မကန့်စားနဲ့လို့ဘာဖြစ်လို့ဆို page အတူတွေကလည်းအရင်များတယ်လေဥပမာ media တွေဆိုလဲရှင်တို့တွေလည်းလောက်တာပဲရှင်တို့တွေလည်းမှွေတာပဲနှောက်တာပဲဒီထက်ပိုပြီးတော့မြန်မာပြည်ကမျိုးသမီးတွေမျိုးသားတွေလှကျင်တဲ့လူတိုင်းကိုဒီထက်လှတဲ့လှဖို့တက် coolers ကအမြဲတမ်းပံ့ပိုးပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်